အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါ။ရက်သက်နေတဲ့အမေရိကန်ပြည်ထောင်စုအစိုးရရင်တရားလေပတ်ဖို့အသုံးစရိတ်အတီးပြူနိုင်ရေးအတွက်ဥပဒေကျမ်းကိုလွတ်တော်မှာမဲပေးခဲ့ပေမဲ့လိုအပ်တဲ့ထောက်ခံမဲမရရှိခဲ့ပါဘူး။ဒါဟာငါးကြိမ်မြောက်ဥပဒေမူကြမ်းအတည်ပြုဖို့စ조사ခဲ့တာလည်းဖြစ်ပါတယ် အော်တိုဘာ6ရက်မနေ့ကအထက်လွှတ်တော်မဲပေးမှုမှာအတိုက်အခံဒီမိုကရက်ပါတီကတင်တဲ့အစိုးရအသုံးစရိတ်အစုနဲ့သမ္မတဒေါ်နယ်ထရန့်ရဲ့ရီပပ်လီကန်အမတ်တွေတင်တဲ့အသုံးစရိတ်အစုကိုတော့မဲပေးရမှာအတိမပြုတ်နိုင်ပဲဖြစ်ခဲ့တာပါ။ စုစုပေါင်းမဲ60ကျော်ပေးတဲ့အထက်မှာအတီးပြုတ်နိုင်ဖို့မဲ60လူပေမဲ့ဘဲအစုကမှ55မဲတော့မကျော်ခဲ့ပါဘူးအဓိကသဘောအထားကွဲလွဲနေတာကတော့ဒီမိုကရက်တွေလက်ထက်မှာအတီးပြုတ်ထားတဲ့ကျမ်းမာရေးထောက်ပံ့ငွေကိစ္စဖြစ်ပါတယ်တမဒါထရက်ကအလုံးမဖြစ်ဘူးလို့ဆိုတဲ့အဲ့ဒီထောက်ပံ့ငွေတွေကိုဖျက်တောက်စေချင်ပြီးတော့ ဒီမိုကရက်တွေကဝင်ဝင်နေတဲ့အမေရိကန်တွေအတွက်ထောက်ပံ့ငွေတွေကို မဖြတ်တောက်ဖို့တင်းခံနေတာဖြစ်ပါတယ်။အခုဆိုရင်ဘတ်ဂျက်အသုံးစရိတ်သဘောတူညီမှုမရလို့အမေရိကန်အစိုးရလုပ်ငန်းတွေရပ်ဆိုင်းနေတာနှစ်ပတ်ရှိသွားပြီဖြစ်ပါတယ်။မြန်မာပြည်မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်အတွက်ထပ်ပန့်ငွေဘတ်15တန်နီးပါးကိုအာဆီယံကသက်ဆင့်ထပ်မံလူဒန်းခဲ့ပါတယ်။ အာဆီယံရုပ်ဆိုင်ထားတဲ့အင်ဒိုနီးရှားနိုင်ငံကို ရောက်နေတဲ့ထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ်မစ္စတာစီဟာဆတ်ဖွာခက်ခေါင်ကအာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးစင်တာ AHE စင်တာကိုလူကိုယ်တိုင်သွားရောက်လူနိုင်ခဲ့တာဖြစ်ပါလေဒီလူငွေတွေကိုငလင်းနဲ့တင်ခဲ့တဲ့သူတွေစီကို ပေးပို့ကူညီပေးမယ်လို့ AHE စင်တာအကြီးအကဲက ပြောခဲ့ကြောင်းလဲထိုင်းနိုင်ငံကသတင်းထုတ်ပြန်ထားပါတယ် ထိုင်းနိုင်ငံအနေနဲ့မြန်မာနိုင်ငံမှာလိုအပ်နေတဲ့လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ပေးနိုင်ဖို့နိုင်ငံတကာနဲ့လက်တွဲလှုပ်ဆောင်သွားချင်တယ်လို့ထိုင်းနိုင်ငံခြားရေးဝန်ကြီးအတစ်ကပြောပါတယ်မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကလှုပ်ခဲ့တဲ့ပြင်အားခွန်ဒသမခွန်မဂနီကျူးရှိတဲ့သခိုင်းငလင်ကြောင့်ပျက်စီးဆုံးရှုံးမှုတွေများခဲ့ပြီးတော့ငလင်တန်ခံရတဲ့ပြည်သူတွေမှာလူသားချင်းစာနာထောက်ထားမှု အကူအညီတွေအများကြီးလိုအပ်နေဆဲဖြစ်ပါတယ် ပါကစ္စတန်နိုင်ငံကမြေရှားတပ်တူပထမတုပ်ကိုပြီးခဲ့တဲ့အပတ်ထဲမှာအမေရိကန်ကိုပေးပို့ခဲ့ပါတယ်။ဒါဟာစက်တင်ဘာလအတွင်းပေးပို့ဖို့သဘောတူညီခဲ့တဲ့မြေရှားတပ်တူဒေါ်လာသန်း900ဖို့ပထမအတုပ်ဖြစ်ပါတယ်။ဒါဟာအမေရိကန်ပါကစ္စတန်ဆက်ဆံရေးကိုထူးထူးခြားခြားပြောင်းလဲလာစေမဲ့အလားအလာလဲဖြစ်တယ်လို့နှစ်နိုင်ငံလုံးကဆိုပါတယ် ပါကစ္စတန်နိုင်ငံက Frontier Watch Organization FWO နဲ့ American USSM လို့ခေါ်တဲ့ American ပြည်ထောင်စုမဟာဗျူဟာတတူလုပ်ငန်းတို့ကြားပြီးခဲ့တဲ့လကဒေါ်လာသန်း900တန်ဖိုးရှိတဲ့မြေရှားတတူပေးပို့ဖို့နားလည်မှုစာချွန်လွှာလက်မှတ်ထိုးခဲ့တာကိုအကောင့်ထဲပေါ်တာဖြစ်ပါတယ်။ ကစ္စတန်ရဲ့ဝန်ကြီးချုပ်ရှက်ဗတ်ရှာရက်ကတော့လှုပ်ချုပ်ပြီး꿰ပြတဲ့ပြည်စီပေးသွင်းမှုလမ်းကြောင်းကိုတိဆောက်တာဖြစ်ပြီးနှစ်နိုင်ငံလုံးအတွက်အကျိုးရှိစေမယ်လို့ပြောလိုက်ပါတယ်ပထမဆုံးပေးပို့မှုထဲမှာတော့အင်တီမိုနီပြင်းအမြင့်ကြီးနဲ့ မြေရှားတပ်သူတွေပါဝင်တယ်လို့နှစ်နိုင်ငံထုတ်ပြန်ချက်တွေမှာဖော်ပြပါတယ်အမေရိကန်နိုင်ငံကဗျူဟာမြောက်အရေးပါတဲ့တပ်သူပေးသွင်းမှုလမ်းကြောင်းကိုအားပြဖို့နဲ့တရုတ်အပေါ်မိခိုရမှုကိုရှော့ချဖို့အတွက်ခြင်လန်းတွေပြင်ဆင်နေရလဲဖြစ်ပါတယ်